အခုတင်ဆက်ပေးမယ့်သတင်းကတော့တောင်ငူမြို့ပေါက်ကွဲမှုမှာနှစ်ဦးသေဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ပဲခူးတိုင်းဒေသကြီးတောင်ငူမြို့မှာအော်တိုဘာလ17ရက်ည8:45မိနစ်ခန့်ကတောင်ငူမြို့18ရက်ကွက်ကံလန်းရှိချမ်းမြေအေးရိတ်သားမှာပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာအမျိုးသားတဦးနဲ့အမျိုးသမီးတဦးသေဆုံးပြီးအမျိုးသမီးတဦးကိုတောင်ငူမြို့ပြည်သူ့စေယုံကြီးအရေးပေါ်ဌာနကိုတင်ပို့ကူတာလျက်ရှိပါတယ်။ တောင်ငူမျိုးချမ်းမြစ်တဲကိုရိတ်တာအပေါ်ထက်အခန်းအမှတ်6မှာပောက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးအခန်းနဘေးပရင်းပေါက်လိုက်ကအတွင်မှာအိတ်ဝါရောင်တလုံးကိုတွေ့ရှိပြီးဖြွင့်ကြည်ရာကအခုလိုပောက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါအခန်းအမှတ်6နဲ့ကက်လျက်အခန်းမှာတဲခုံနေသူတောင်ငူမျိုးမိရထားရဲတပ်ဖွဲ့တက်ခွဲ30မှာတက်သားနေမျိုးကျော်ဟာမယူယူခိုင်မငိမ့်တီရာတို့နဲ့အတူစကားပြောနေကြစဉ်အခန်းနဘေးရှိခန်းစည်းလိုက်ကအနီးမှာအိတ်ဝါရောင်တစ်လုံးတွေ့ရှိခဲ့ပြီး၎င်းအိတ်ကိုနေမျိုးကျော်ကယူပြီးဖွင့်ကြည့်ရမှာပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါပောက်ကွဲမှုကြောင့်နေမျိုးကျော်ဟာအခင်းဖြစ်ပွားရာနေရာမှာဘိုက်ပွင့်ထက်ကတေဆုံးသွားခဲ့ပြီးမယူးယူခိုင်နဲ့မငင်းတီရာတို့နှစ်ဦးကိုတောင်ငူပြည်သူစေယုံကြီးကိုတင်ပို့ကူတာနေစဉ်မနေ့ကည7:00နာရီမိနစ်20မှာမယူးယူခိုင်ဟာအခင်းဖြစ်စဉ်ကရရှိခဲ့တဲ့ဒဏ်ရာတွေနဲ့တေဆုံးသွားခဲ့ပါတယ်။မငင်းတီရာဟာအတွင်းလူနာမစိုးရင်ရအဖြစ်စေကူတာမှုခံယူလဲရှိကြောင်းသိရပါတယ်ရှင်။